တိ ਉ ရဲ့ဂျာဝင်ဆက်စပ်မှုကြောင့်စစ်ကောင်စီတပ်ပြန်အုပ်ချုပ်နေတဲ့လာရှိုးမြို့မှာစစ်ကောင်စီတပ်ဝင်ရောက်ပြီးနောက်တပတ်အတွင်းဓမြတိုက်မှုဒါခုံမှုနဲ့လူရဲမှုရှစ်ကြိမ်အထိဖြစ်ပွားခဲ့ပါတယ်။ဒီနေ့ဧပြီလ28ရက်မှာလဲလာရှိုးမြို့မှာလူရဲမှုနှစ်ခုထပ်မံဖြစ်ပွားခဲ့ပြီးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကရွှေပြည်မြို့ပြောပါတယ်။ဒီနေ့မနက်၄နာရီမှာအမျိုးသားသူကသူ့ရဲ့စနီးကိုဈေးပို့ပြီးပြန်လာချင်း ရက်ကွက်ငါအနီးအပန်အုပ်ကျောင်းမှာပဲလူအုပ်တစုဝိုင်းရိုက်တာကိုခံခဲ့ရပြီးဆိုင်ငယ်လည်းလူရက်ခံခဲ့ရပါတယ်။ဒါ့အပြင်ဒီနေ့မနေ့အစောပိုင်း၄နာရီမှာပဲစက်သားတဲ့အမျိုးသမီးတူကလာရှုံမျိုးရက်ကွက်နှစ်မှာလူတစုရဲ့ဓာတ်ခုတ်တာခံရပြီးတင်လာတဲ့စက်သားတွေလည်းလူယူသွားခံခဲ့ရတယ်လို့ရွှေပြည်မြေကစုံစမ်းသိရှိရပါတယ်။လက်ရှိလာရှိုးမှာစစ်ကောင်စီတပ်ဘက်ကအုတ်ချိုးရေးရန်ညားတွေမလဲပတ်နိုင်သေးပဲသူတို့တက်ဆွဲမဲ့နေရာတွေကိုတာပြင်ဆင်နေတယ်လို့ဒေတာခန်တွေကပြောပါဗျာ ပြီးခဲ့တဲ့ဧပြီလ26ရက်ည9နာရီဝန်းကျင်မှာလာရှိုးမြို့ရက်ကွက်ကိုနေမြေတဲ့လမ်းတွေတစ်စင်မှာနေထိုင်တဲ့ဥမောင်ဆိုတဲ့နေရင်တဲ့ကိုဓမြတိုက်သူတစုကဝင်လာပြီးသူ့ရဲ့ဥကောင်းတဲ့လက်ကိုဓာတ်နဲ့ခုတ်ဖြတ်ခဲ့လို့တေဆုံးသွားခဲ့ပါတယ်။ပြုတ်ရဲကြောင်းဝင်ဆက်ဆက်မှုကြောင့်စစ်ကောင်စီနဲ့ MNDAA ကြားအပြည့်ရဖို့သဘောတူခဲ့ပြီးနောက်ကိုကန်တက်ဟာလာရှိုးမြို့ကနေပြီးခဲ့တဲ့ဧပြီလ27ရက်ကနောက်ဆုံးထားထွက်ခွာခဲ့ရပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာဝင်ရောက်လဲပတ်မှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ခြေဆိုင်ရာလာရှိုးမြို့ကို MNDA နဲ့ຫນွေဦးတော်လိုင်းရင်တပ်တွေကပူးပေါင်းပြီးပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ3ရက်မှာတိုက်ခိုက်သိမ်းပိုက်ထားပြီးရှစ်လကျော်ကြာမှာပဲစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။